အလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်တဲ့မနက်ခင်းလေးဖြစ်ပါစေဒီနေရာကနေပြီးတော့စုမောကောင်းတောက်ပြလိုက်ပါတယ်။အဲ့တော့ဒီနေ့မနက်ခင်းမှာတော့ကျွန်တော် Manchester United သတင်းလေးနဲ့စတင်ပြီးဖွင့်ခြင်းနဲ့ Manchester United သတင်းလေးမှာလက်ရှိမှာတော့ကျွန်တော်တို့ဒီနေ့မနက်ပိုင်းမှာတော့အဝင်ဆိုတဲ့အထွက်ကိစ္စလေးတွေကိစ္စလေးနဲ့ပြောပြပါမယ်။အခုလက်ရှိမှာတော့ကျွန်တော် Manchester United အသင်းအနေနဲ့ သူတို့ရဲ့လက်ရှိတောင်ပန်ကစားသမားဖြစ်တယ်ဒါကြောင့် Aston Villa အသင်းကနေပြီးတော့ဒါကျွန်တော်ပြန်ရောက်လာပြီးဖြစ်တဲ့ market ratio အကြောင်းလေးနည်းနည်းလေးပြောချင်တယ်ဗောနော Manchester United အသင်းနဲ့ခုလက်ရှိ market ratio အသင်းကနေပြီးအယောင်စေးတင်ထားဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့လက်ရှိမှာ market ratio အနေနဲ့လာမယ့်ရသက်တစ်ပတ်အတွင်းမှာ Ruben Amorim နဲ့ပြန်လည်ပြီးတော့တွေ့ဆုံသွားပြီးတော့သူ့အနေနဲ့ဒါအကယ်၍များ သူသာ United အတွက်တိုက်ပွဲပြန်ဝင်နိုင်မယ်ဆိုရင်နေရာတစ်ခုရနိုင်သွားမလားဆိုတဲ့ပုံစံမျိုးကို Ruben Amorim နဲ့ဆွေးနွေးသွားနိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက် ပြန်တက်လာခဲ့တာဖြစ်တယ်။ပြောချင်တာဒါကျွန်တော်တို့ Manchester United အသင်းမှာ Market Ratio အနေနဲ့ဒါကျွန်တော်တို့ပြန်လည်ပြီးတော့နေရာရရည်အတွက်ဒါကျွန်တော်တို့ပြန်လည်ပြီးတော့တိုက်ပွဲဝင်ခြင်းနဲ့ဆိုတဲ့သဘောဖြစ်တော့အဲ့တော့ Market Ratio ကိုယ်တိုင်ကလက်ရှိမှာ Manchester United အသင်းနဲ့လေကာလာရှီစာချုပ်တစ်ခုရအကြံနေသေးတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ Ruben Amorim ရဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမျိုးဆုံးဖြတ်သွားမလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါပါတယ် United င်းဘက်ကနေပြောတာလက်ရှိမှာဒါ market ratio အတွက်ဒါကျွန်တော်တို့ euro ပေါင်တန်း၄၀နဲ့စီးသတ်မှတ်ထားပြီးမြေဒီကလပ်မဆိုဒီကစည်းကိုပေးနိုင်နေမယ်ဒီစည်းကိုပေးနိုင်မယ်ဆိုရင်တော့တရားဝင်ခေါ်ယူသွားဖို့အတွက်ဒါကျွန်တော်တို့လက်ရှိလက်ခံထားတဲ့သဘောမှာရှိတယ်ဒီကြားမှာ market ratio ကိုစိတ်ဝင်စားတဲ့ club တွေတဲမှာတီးရတော့ဒါကျွန်တော် Barcelona တင်းကလွဲလို့ကျန်တဲ့တင်းတွေသိမ့်မရှိဘူးဒီနေရာမှာဒါကျွန်တော်တို့လက်ရှိဒါ လက်ဖွင့်ကကစားသမားတွေကိုခေါ်ပြီးထိုင်ဖေးနေတဲ့ဘိုင်ယန်မြူးနဲ့တင်ကလည်းဒါ market ratio ကိုစိတ်ဝင်စားတယ်ဆိုပေမဲ့တရားဝင်ခေါ်ယူဖို့တော့ဒါလက်ရှိမှာပြုလုပ်ထားခြင်းတော့မရှိသေးဘူးပေါ့နော်အဲ့တော့လက်ရှိမှာ market ratio နဲ့ပတ်သက်ပြီးဆိုရင်တော့ Manchester United အသင်းနေနဲ့စီးတတတတနဲ့ခေါ်ယူပိုင်ခွင့်ကိုသူတို့နေတတ်မှတ်ထားတယ်။ဒါပေမဲ့အဓိက market ratio နဲ့ပတ်သက်ပြီးပြဿနာအကြီးမားကဘာလဲလို့ပြောပါဆိုရင်တော့သူ့ရဲ့ကျွန်တော်တို့ကလောက်ခလာစားပဲ။ သူရဲ့တပုတ်လက်ခွက်လက်စာကျွန်တော်ဒါတီကြရတယ်ပဲတပုတ်လက်ခွက်လက်စာပေါင်3သိန်းခွဲရှိနေပြီးတော့သူရဲ့ဒုက္ခလက်စာတော်တော်လေးကိုမြင်မာရတယ်မှာပါတယ်သူ့ကိုခေါ်ယူခြင်းနဲ့ကလပ်တွေနဲ့ခုမှလက်ရှိဒါကျွန်တော်တို့ဘာဆိုနာသိန်းခေါ်ယူမယ်ဆိုရင်ဒါယူရိုနဲ့ပြန်တွက်မယ်ဆိုတော့ယူရို4သိန်းနဲ့4သိန်း2000ပတ်ချာလေဝင်ကျင်ကြရှဲတော့သူတို့နဲ့ဒါကြီးကိုတော်တော်လေးကိုလက်နေဒါပေမဲ့ကျွန်တော်ဘာဆိုနာသိန်းနဲ့လက်ရှိမှာ market ratio ပေါင်3 40ဆိုတဲ့ဈေးကိုမပေးခြင်းဘူးဒါပေမဲ့ကျွန်တော်လက်ရှိမှာကျွန်တော်ဘာဆိုနာသိန်းက left wing နေရာမှာ market ratio တယောက်တည်းကိုပြတ်မှတ်ထားထားတာမဟုတ်ဘဲနဲ့ဘာဆိုနာသိန်းကဒါကျွန်တော်တို့လက်ရှိ လဘဘူးတဲ့တောင်မှကစားသမားဖြစ်တဲ့ဒါကျွန်တော်လူးဝစ်ဒီယပ်စ်ကိုလည်းဒါပြတ်မှတ်ထားနေတော့တွေ့ရမှာအဲ့တော့ဒါ ဘာစနာအသင်းနဲ့ဒါ market ratio အဓိကဝယ်ချင်တာသူတို့နေ England fan base ကိုတိုးချင်တဲ့အတွကြောင့်ဝယ်ချင်တာလို့လည်းပြောလို့ရတယ်။သို့ပေမဲ့တော့ညာလဲ market ratio ရဲ့လုခလာစာကအင်မတန်မှမြင့်မားလွန်းနေတဲ့အတွက်ကြောင့်မို့သူတို့တက်ကဒါတော်တော်လေးကိုစဉ်းစားစရာဖြစ်နေတယ်။ United ကသတ်မှတ်ထားတဲ့ဈေးက market ratio အတွက်လည်းမြင့်မားလွန်းတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီစားသမားကိုဝယ်ယူမယ်ဆိုရင်တော့မှတော်တော်လေးကိုမလွယ်ဘူးလို့ပြောလို့ရတယ်။အဲ့တော့ဒါတခြားသောအသင်းတွေအဓိက market ratio ကိုမလွယ်ဘူးမဝယ်ဘူးဆိုတဲ့အကြောင်းအရာကသူ့ရဲ့လုခလာစာကြောင့်ဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်။သူ့ရဲ့လုခလာစာကလက်ရှိမှာဒါတော့အင်မတန်မှဈေးများလွန်း ုနဲ့အတွက်ကြောင့်မို့သူ့ကိုခေါ်ခြင်းတဲ့ကလပ်တွေကတဖြည်းဖြည်းနဲ့နောက်ဆုတ်သွားတယ်လို့ဆိုလို့ရမယ့်အချက်အခက်ခံတာဖြစ်သွားတယ်ပေါ့နော်အဲ့တော့မိတို့ပင်စူစီကမူလက်ရှိအခြေအနေတွေရလက်ရှိနောက်ဆုံး update တွေအရဆိုရင်တော့ market ratio အနေနဲ့ဒါအသင်းပြောင်းဖို့အတွက်ဆက်လက်ကြိုးစားတက်ဆိုင် သူအနေနဲ့ဒါ Manchester United အသင်းမှာသူဆက်ပြီးတော့များနေလို့ရမှာဆိုတာဒီလာမယ့်ရသက်တပတ်အတွက်မှာဒါကျွန်တော်တို့ Manchester United လက်ရှိနေပါဖြစ်တဲ့ Ruben Amorim နဲ့စကားပြောသွားပြီးတော့သူအနေနဲ့နေမယ်ဆိုရင်တော့ဘယ်လိုပုံစံမျိုးနဲ့နေလို့ရမလဲဆိုတဲ့အနာဂတ်ကိုလည်းဒါ Ruben Amorim နဲ့ဆက်လက်ပြီးဆွေးနွေးသွားမှာအဲ့တော့အရင်တော့ကဒါဒါအသင်းက dark shot ထွက်ချင်းနေဆို market ratio မှာလည်းပြောမှာဆို Jadon Sancho တို့ပေါ့တော်တော်အများကြီးလိမ်ပါပါတယ်ဒါ attitude ရဆိုရင်ဒါကျွန်တော်ပြန်လိမ်ပါတယ်လို့ပြောလို့ရသူ့ဘာသူဒါပြဿနာတွေတကန့်တကန့်တတ်တာဆိုတာရှိပြီးမြဲ Jadon Sancho က ောက်တော့မစိုးဘူးเนาะသူနေအကဲ United အသင်းနဲ့အခုလက်ရှိမှာ market ratio ကိုဒါအသင်းမှာပြန်ထားမယ်ဆိုလဲတကယ်တည်းပြဿနာကြီးမယ်ဆိုတော့အရှုံးတော့မရှိဒါပေမဲ့ပြဿနာက United အသင်းနေနဲ့ market ratio လုခလာစာကြီးမားတဲ့ဒါကျွန်တော်တို့ပြဿနာကတော်တော်လေးကိုဆိုးရွားတယ် United အသင်းနဲ့အခုလက်ရှိမှာတည်ကြတယ်မလုခလာစာကြီးမားတဲ့ကောင်တွေကိုအသင်းကနေပြီးတော့တဖြည်းဖြည်းပထုံနေတာအကုန်လုံးတွေးကြလိမ့်မယ်ပေါ့เนาะအဲ့တော့ ယူနိုက်တက်အသင်းနဲ့ဒါမာကတ်ရက်ရှိုးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးဖြတ်မလဲဒါကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတည်းရဲ့ဖြစ်လာမယ်။ယူနိုက်တက်ပြည်သက်တင်နေနဲ့ဆိုရင်ရောမာကတ်ရက်ရှိုးကိုအသင်းမှာဆက်ပြီးထားချင်တာ။သူ့အနေနဲ့ခုလက်ရှိမှာသူသာစူးစမ်းမယ်ပြောင်းလဲမယ်ဆိုရင်အက်စတန်ဗလာမှာပြခဲ့တဲ့ခြေစွမ်းမျိုးသာပြန်ပြခဲ့မယ်ဆိုရင်တော့ယူနိုက်တက်အသင်းမှာရောလက်ခံသွားဖို့အတွက်ယူနိုက်တက်ပြည်သက်တင်လက်ခံသွားနိုင်မလား။အခုချိန်မှာလည်းဒီလိုနေရာမျိုးမှာဒါကျွန်တော်မက်သူးရက်စ်ခွန်နာကိုကစားသမားမျိုးလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ယူနိုက်တက်အသင်းနေမာကတ်ရက်ရှိုးကိုလိုပါဦးမလားဆိုရင်မိကွန်းနေတဲ့အတွက်နောက်ထပ်ကျွန်တော်ဒါဆန်ချူရေးစာကိုပြောလဲ။အဲ့တော့ဆန်ချူ ့ရဲ့ပြောင်းရွှေ့ကတာထင်တာထက်အများကြီး complicated ဖြစ်နေတယ်။စံချုံမှာအခုလက်ရှိမှာဒါစာချုပ်တက်တန်းတစ်နှစ်ကြံသေးတယ်။တစ်နှစ်ကြံတဲ့အတွက်ကြောင့်လက်ရှိမှာဒါ comic club ကတောင်းတောင်းဘယ်သူမှမခေါ်တော့ဘူး။ United ကိုလည်းစာချုပ်ဘောကနာပေါ်လိုရင်းနဲ့ရှိမှာအပြောင်းရွှေ့စည်းလဲပြီးအောင်မယ်တပတ်လုကလာဆိုသုံးသိန်းနဲ့သုံးသိန်းခွဲကြလဲပြီးအောင်မယ်ဒီကစားသမားကိုဘယ်အသိန်းခေါ်မလဲအဲ့တော့ဆန်ချိုးရဲ့ပြဿနာကတော့ကျွန်တော်အမိရဲ့ဒုက္ခဝူလီလူပဲမြမကြီးဥကောင်းလူပဲဘဒူးမှဂရုမစိုက်တဲ့ပြဿနာဖြစ်နေတယ်ဆန်ချိုးကိုလည်းရှိမှာဘိုရီရှားဒေါ်မွန်နေနဲ့ခေါ်ဖို့စိတ်ဝင်စားပေးမယ်လုံးဝအငှားနဲ့သာခေါ်ဖို့စိတ်ဝင်စားတယ်ဟိုတကားကတော့ကျွန်တော်ဘိုရီရှားဒေါ်မွန်ခေါ်ခဲ့တဲ့ပုံစံမျိုးပဲဆော်ခေါ်ဖို့အတွက်စိတ်ဝင်စားသူတို့နေဒုက္ခလာဆာကို30နဲ့40ရာခိုင်နှုန်းပဲပေးပြီးကျန်တဲ့60ရာခိုင်နှုန်းကို Manchester United အသင်းကိုပေးပြီးတော့တစ်နှစ်အငှားပြန်ခေါ်ပေးမယ်ဆိုတဲ့ပုံစံ မျိုးသူတို့အနေနဲ့ကန့်သတ်နာမှုတော့ရှိတယ်။ဒါပေမဲ့လက်ရှိမှာ Manchester United အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါဟာတော်တော်လေးကိုရီရတဲ့အခန်းကဏ္ဍတစ်ခုလို့ပြောရမယ့်အနေအထားတစ်ခုပဲပေါ့နော်။အဲ့တော့ညီတို့ပင်စူစီကမူအခုလက်ရှိအခြေအနေတွေရအခုလက်ရှိ update တွေအရဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒီအပြောင်းအရွှေ့ကိုဘယ်လိုမျိုးရှေ့ကို forward လုပ်သွားမလဲ။အဲ Sancho ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး United ကတော်တော်လေးကိုခေါင်းကဲစားပြီးအမှန်တကယ်မှာ Sancho ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး United အသင်းက ပြီးသွားပြီလို့သတ်မှတ်လို့ရတဲ့အပြောင်းရွှေ့တစ်ခုလို့တော့ပြောလို့ရတယ်ဒါပေမဲ့မထင်မှတ်ပဲတဲ့ဒါချော့စလီသင်းနဲ့လူဖိုးတွေ့ပြီးတော့ဒီကစားသမားအတွက်အပြောင်းလဲကိုတော့ကျွန်တော်ပေါင်၅သန်းပေးခဲ့ပြီးတော့အသင်းကိုပြန်လွှတ်ခဲ့တယ်အဲ့တော့ စံချိုအနေနဲ့ခုလက်ရှိတပတ်လောက်ကလာစား3သိန်းခွဲလောက်နဲ့လာပြီး United မှာတောင်းတင်နေပြီဒီအပြောင်းရွှေ့မှာ Bari Blue ဆက်ဖြစ်မလဲဆို United ပြိတ္တတွေပဲတိလိမ့်မယ်လို့ပြောလို့ရတယ်မဟုတ် United ကဒါအကြီးကဲကြီးပဲတိလိမ့်မယ်ပြောလို့ရအဲ့တော့ United အသင်းနဲ့စံချိုကိုအသင်းမှာရေရှည်ရရလုံးဝဆက်ပြီးတော့မထားချင်ဘူးအဖြေကရှစ်ရှစ်လေးဘာကြောင့်လဲဒီလိုမျိုးတော့အဓိကတော့ခုနကဘလောက်ကလာစားများရနေဆိုစံချိုရဲ့ attitude ပေါ့နော်အဲ့ဒါ United ကိုဇုံကန်သွားတဲ့ပုံစံမျိုးပြီးရင်ဒါ freedom ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်လွတ်လပ်ပြီး parking အကွက်ဒီနင်းနာတွေရောဘာတွေရောစံချိုနဲ့ပတ်သက်ပြီး United ကတော်တော်လေးကိုခေါင်းခဲစရာဖြစ်တယ်အဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါသူ့ကို ခေါ်မယ်ဆိုရင်ခေါ်ယူရကျွန်တော်သိတဲ့လောက်ပေါ့နော် United အသင်းနေနဲ့အခုလက်ရှိမှာစာချုပ်တစ်နှစ်တစ်သန်းကျန်လို့ဆိုတော့မှ United အသင်းနဲ့ဒါခေါ်ယူမဲ့ကလပ်များရှိရင်တော့မှ short ပြီးဖို့အတွက်အစီအစဉ်ရှိတယ်ဆိုတဲ့ကောလာဟာလာကြီးထွက်နေတယ်အဲ့လောက်ဒီဆန်ချိုကိုဒါကျွန်တော် United အသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိအသင်းကနေရောပထုတ်ဖို့အတွက်တော်တော်လေးကိုစူးစမ်းနေခုနကဘယ်လိုပဲ market review နဲ့ဆန်ချိုနဲ့ကွာဆန်ချိုဆိုတာဒီတစ်နှစ်မှာဒါ United အတွက်သူဘယ်လို short သွားမယ်ဆိုတဲ့ဘယ်လိုအသင်းကိုပြန်ရလာဘယ်လိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော်မတွေ့ရဘူးဆန်ချိုဆိုတာခုနကဘယ်အသင်းပြောင်းဖို့အတွက်ပဲဆန်သူနေနဲ့ဒါပိုကောင်းတဲ့အသင်းကိုသူသွားဖို့အတွက်စဉ်းစားနေတဲ့ဘူရီရှာ တော်မူငိုတဲ့သူကိုသူတာအော်ဖော်လုပ်ထားတဲ့ဘုရားတော်မှလည်းခေါ်ကြတယ်နာမည်ရှင်းတယ် ဒီနေရာမှာလောက်ခလဆာအပြည့်မပေးခြင်းကိုစံချွဲလောက်ခလဆာကအင်မတန်မှမြင့်မားလို့တဲ့ကြောင့်ဘိုရီရှာဒေါ်မွန်နေနဲ့အခုလက်ရှိသူတို့အနေနဲ့ဒီလောက်ခလဆာကြီးကိုဘယ်လို့မှမပေးခြင်းနေဘူးအဖြေကတော်တော်လေးကိုရှင်းတယ်အဲ့တော့ဒါ United အသင်းနဲ့ဒါစံချွဲနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ဒီနေ့ညရာဒီမှာတခုခုလောက်အောင်မယ်ဒါခုနပေါ်တဲ့လက်ရှိမှာအငှားပြန်ချမှာစာရုပ်တက်တဲ့တစ်နှစ်ပဲရှိတဲ့ဥစ္စာကို termination လို့ termination လုပ်လိုက်တဲ့ United ဘက်ကပဲဒါစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးဆက်ပြီးပြေးရမှာဖြစ်တဲ့ကြောင့် United ဘက်ကဒါကျွန်တော်တို့စုပ်လက်စုစားလေးယူဆိုတဲ့အခြေအနေကိုစံချွဲမှာပိုင်ဆိုင်နေတယ်ဒါပေမဲ့စံချွဲစီကတော့၅သန်းတော့ရဒီ၅ လဲဆိုတော့ပြဿနာကြီးအောင်ဆန်ချွေးရတာလက်ရှိလောက်ခလာဆောင်နဲ့ပြန်တွက်မယ်ဆိုရင်တော့ဒါနှစ်ပေါ့နှစ်လသုံးလလောက်ပဲရှိအဲ့တော့ United တင်းနဲ့ဒီကစားသမားကိုအမြန်ဆုံးအသင်းကနေပြီးတော့ပြန်လည်ပြီးထုတ်ဖို့အတွက်ကြိုးစားရမှာဖြစ်တယ်လို့ပြောလို့ရရင်နောက်ဆုံးတစ်ယောက်အနေနဲ့ပြောမှဆိုတော့ Anthony ပေါ့နော် Anthony ရဲ့လက်ရှိအပြောင်း Sugar Manchester United နဲ့ Real Betis ကိုတနည်းငှားပြန်ချဖို့အတွက်လက်ရှိမှာအခြေအနေကြီးကောင်းနေဆိုတဲ့တင်းထွက်လာခဲ့တယ်။ Real Betis အနေနဲ့အခုလက်ရှိမှာ Anthony အတွက်တနည်းငှားဂျာဒီကုံရင်တော့ကြိုက်နေတတ်တယ်ဆိုရင်တော့ခေါ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံမျိုးလေးနဲ့သူတို့အနေနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Manuel Pellegrini နေနဲ့အခု လက်ရှိမှာသူနဲ့အန်တိုနီကိုသဘောချတယ်သူတို့ရဲ့တောင်းပန်မှာအန်တိုနီကရှိတဲ့နယ်ကစားသမားတယောက်လို့သူတို့နဲ့ယူဆတယ်အန်တိုနီကိုခုလက်ရှိမှာငွေကိုဘုံဘောလောအောင်ပေးပြီးတော့မဝယ်နိုင်သေးသူတို့နဲ့ဒါယာဒီကိုရင်ဝယ်ယူပိုင်ခွင့်ဆိုတဲ့ပုံစံလေးနဲ့အတူဒါကျွန်တော်တို့ကန့်လန့်ဖို့အတွက်ပြင်ဆင်နေတယ် United ဘက်ကလည်းဒါကိုလက်ခံပြီးတော့စဉ်းစားသွားပြီးတော့အန်တိုနီရဲ့လက်ရှိမှာဒါကျွန်တော်တို့ Real Betis မှာပျော်ရွှင်နေတဲ့ကြောင့်ဒီအပြောင်းရွှေ့ကမထက်မှတ်ပဲနဲ့ဖြစ်သွားနိုင်တယ်မှာပါအဲ့တော့အန်တိုနီကိုလက်ရှိမှာ Juventus တို့ Bayern Munich တို့ကအရင်ကစားသမားတယောက်အနေနဲ့စိတ်ဝင်စားနေတယ်ဆိုပေမဲ့တကယ်တမ်းနင်းလားငါလားဟေ့ဆိုတဲ့ movement မှာတကယ်တမ်းဒ ဒါကိုခေါ်မယ်ဆိုရင်တော့ real betis ကဒါဒါကျွန်တော် anthony ရဲ့ဒါပြောင်းရွှေ့မှုအတွက်နေရာတစ်ခုဖြစ်နေတယ်ဆိုတာကိုတော့လုံးဝလုံးဝညင်းလို့မရဘူးလို့ကျွန်တော်အနေနဲ့ပြောပြပါစီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုရင် tv4 youtube မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။နည်းနည်းလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုရင် tv4 youtube ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အောက်က comment တွေမှာလည်း youtube sport media 3.0နဲ့ tv4u တွေ link လေးတွေကိုထည့်ပေးထားကြပြီကျွန်တော်မျိုးစုံကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုးတူပါရဲ့ကျွန်တော်တို့နောက်မှာ AAC တွေ့ကြတာပေါ့ဒေးပါပါဗျ